ခရိုဆော့ဝတ်မှာရှိတဲ့တေဘယ်တွေထဲမှာအော်တိုနမတ်စင်တက်တဲ့အခါမှာဘယ်လိုတက်ရမလဲ ဒီလို Microsoft မှာဆိုလို့ရှိရင် delivery ရွေးဆွဲတဲ့အခါမှာဒီလိုကနံပါတ်စနစ်တက်တဲ့အခါမှာတစ်ခုချင်းစီတက်နိုင်မယ်ဆိုလို့ရှိရင်အချိန်ကြာတာဖြစ်တဲ့အတွက်ကြောင့် update နည်းလမ်းလေးကို share လုပ်ပေးမှာပဲဖြစ်ပါတယ်။အဲ့တော့အဲ့စဲမှာဆိုလို့ရှိရင်ဒီလိုကနံပါတ်စနစ်တက်တဲ့အခါမှာ auto pay ဆွဲပြီးတော့မှတက်လို့ရတယ်လို့ auto လုပ်လို့ရတယ်လို့ Microsoft မှာဆိုလို့ရှိရင်လည်းဒီလို auto လုပ်လို့ရတဲ့နည်းလမ်းလေးကိုဒီနဲ့တူတူလေ့လာကြည့်ကြမယ်နော်။ အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီလိုဟာဒီမှာဇရားလေးတွေရှိနေပြီပေါ့เนาะအဲ့တော့ဇရားလေးတွေရှိနေပြီဆိုလို့ရှိရင်ဒီထဲမှာဒီလိုနံပါတ်စင်တွေထည့်မယ်ပေါ့ နမဆင်နေထည့်မယ်ဆိုလို့ရှိရင်ဒီလိုဒီမှာဆိုလို့ရှိရင်ကိုကဒီဆဲကွက်လေးတဲ့ကိုထောက်ပေးရမယ်အဲ့တော့ဒီအကွက်လေးတဲ့ပေါ့နော်နေတောင်ကွက်လေးတဲ့ကိုထောက်ပေးရမယ်ထောက်ပြီးပြီးတော့ပြီဆိုလို့ရှိရင်ဘယ်ထဲသွားရမလဲဆိုလို့ရှိရင်ဒီ home တက်လေးရှိတယ်ဒီ home ထဲကနေပြီးတော့မှဒီမှာဆိုလို့ရှိရင်ဒီလိုနမဆင်နေ auto တက်တဲ့နေရာလေးရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် numbering ပေါ့နော်ဒီ numbering ကိုသွားပြီးတော့ကိုလိုချင်တဲ့ပုံစံလေးတွေ1 2 3လာအာဒါမှမဟုတ်လို့ရှိရင်ရောမကင်ကနန်းလေးလာကိုလိုချင်တဲ့ပုံစံလေးကိုယူလို့ရတယ်အဲ့တော့တတိယဒီမှာ1 2 3 ီဆိုပြီးမှတက်လိုက်မယ်တက်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာသီတို့ကဆက်လက်ပေးထားမှာမဟုတ်တဲ့အတွက်ကြောင့်သူက1လို့ပဲဝင်နေအဲ့တော့သီတို့အရင်ဆုံးသိရမှာကသီတို့ကအားလုံးကိုဆက်လက်ပေးမယ်ဆက်လက်ပေးပြီးသွားပြီဆိုလို့ရှိရင်စဲကွက်အများကြီးရှိတယ်ပေါ့နော်ဇဲကွက်အများကြီးရှိတယ်ဆိုရှိတဲ့အရာတွေကိုဆက်လက်ပေးပြီးရင်ဟုံးနေရနေပြီးတော့မှကုနန်နုံးကသီတို့ဒီ number ရင်းနဲ့ကိုဝင်မယ်ကိုလိုချင်တဲ့ပုံစံလေးကိုရေး ရွေးလိုက်မယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးဖြစ်သွားပြီဒီဟာမမတီတို့နောက်ကဖူးစတော့တွေမလို့ခြင်းဘူးဆိုလို့ရှိရင်ထပ်ပြီးတော့ဆက်လက်ပြီးပြီးရင်ဟုံနေရနေပြီးတော့မှသူ့သူ့ရဲ့နေရာလေးကိုသွားမယ်သွားပြီးသွားရင်ဘေးဘေးကိုသွားရမှာလဲဆိုလို့ရှိရင် define new number format ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါနှိပ်ပြီးပြီးသွားပြီဆိုလို့ရှိရင်တီတီတို့ဒီမှာ number စတိုင်ဆိုတဲ့နေရာမှာက1 2 3ဆိုတာဟုတ်တယ်တီတီတို့ကဒီဒီမှာဆိုလို့ရှိရင်သူကယောမဆိုယောမကိန်းကနန်းနေကိုလိုချင်တဲ့ပုံစံမျိုးကိုဒီမှာပေါ့နော်ရွေးလို့ရတယ်တီတီတို့က1 2 3ပဲထဲ မှာဖြစ်တဲ့အတွက်ကြောင့်123ဖြစ်သွားပြီဒါကမှဒီလိုက full store လေးမထည့်ခြင်းဘူးဆိုလို့ရှိရင်ဒီမှာနောက်မှာကာဆာလေးချပေါ့နော် full store ရဲ့နောက်မှာကာဆာလေးချပြီးသွားပြီဆိုလို့ရှိရင် bus pay လေးနဲ့ဖြတ်လိုက်ပါဖြတ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ okay ဆိုလေးနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုတာနဲ့ဒီမှာဆိုလို့ရှိရင်သူ့အနေနဲ့သူအဲကင်းကနန်းလေးတွေကပေါ့နော်ဒီလိုမျိုးလေး ဖူးစတော့လေးတွေမပါဘဲနဲ့ဘုံတော့ပုံမှန်ရိုက်နေကြပုံစံလေးဖြစ်သွားပါပြီ။အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီလိုဒီလိုမျိုးလေးတွေကတ်နေတယ်ဆိုလို့ရှိရင်ထပ်ပြီးတော့မှဘယ်ဘာလို့ရမှာလဲဆိုလို့ဒီလေးအောက်ထဲကနေပြီးတော့မှပဲဒီလိုကဒီမှာဆိုလို့ရှိရင်အလဲလေးတွေပေါ့နော်။ကိုက align center တွေထားရင်ထားမယ်။ပြီးတော့လို့ရှိရင်ဒီမဲ့ဘယ်ဘက်မှာ ထားရင်ထားမယ်ပေါ့နော်ဒီလိုမျိုးလေးတွေထားရမယ်အဲ့ဒါမမတိတို့ဒီမှာဆိုလို့ရှိရင်သူကအလဲကိုမရောက်သွားတဲ့အခါလေးရှိတယ်အလဲကိုမရောက်သွားဘူးဆိုလို့ရှိရင်ဒီဟုံးနေရနေပြီးတော့မှာပဲဒီလူကဒီမှာဆိုလို့ရှိရင်ပေါ့အလဲပုံစံလေးကိုတစ်ခါပြန်ရွေးပေးလိုက်ပါဒါဆိုလို့ရှိရင်ဒီလူတို့မရသေးဘူးပေါ့နော်ဒီအလဲပုံစံလေးရွေးလို့မရတဲ့အခါမှာဒီလူကဒီမှာဘေးပုံစံလေးကိုရွေးမယ် ဒီလိုမျိုးပေါ်တော့ဒီဒီလိုမျိုးလှုပ်လို့အလဲထားလို့မရဘူးဆိုရင်ထပ်ပြီးတော့မှဒီတော့ဘယ်ထဲဝင်ရမှာလဲဆိုလို့ရှိရင်ဒီ home နဲ့ကနေပြီးတော့မှပေါ်တော့ဒီနံပါတ်စင်ရွေးတဲ့နေရာလေးကိုထပ်သွားမယ်ပြီးတော့လို့ရှိရင် define number အာ format ဆိုတာလေးကိုထပ်နေမယ်ထပ်နေပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ left ဖြစ်နေတဲ့နေရာလေးမှာဒီလိုက center ဆိုပြီးတော့မှထားပြီးလိုက်ပါပြီးရင် okay လုပ်လိုက်ပါ ဒါဆိုရင်ဒီလိုမျိုးစက်တာလေးကိုရောက်သွားမှာပဲဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာလေးကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်အကျိုးရှိရဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုလက်ကန် share လေးလုပ်ပေးပုံမပေးပါနဲ့ရှင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်